随着那公路，刚刚给他拉断时。 ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြော်ကြောင် MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပြီးခဲ့တဲ့ပတ်တွေကသန်းစင်တရားမျက်လုံးမှမြင်အောင်ရုံချိုရင်ချက်ရှိနေတာကြောင့်ပတ်စု COVID နဲ့ပွဲပြတ်သွားတာကိုမှတ်မိကြမယ်လို့ထင်ပါရစေ။အဲဒီတုန်းကသူကိုယ်တိုင်ပဲ Facebook Story ကနေတစင်အတောင်းမှမာရီဆိုတဲ့စကားတစ်ခုနဲ့တူပရိသတ်တွေကိုပွဲပြတ်သွားတဲ့ကြောင့်အသိပေးလာခဲ့ပါသေးတယ်။သန်းစင်ရဲ့မျက်လုံးမှပြဿနာဖြစ်သွားခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာပရိသတ်တွေကလည်းစိတ်ပူခဲ့ကြပါသေးတယ်။ဘာကြောင့်လဲဆိုရင်တော့သန်းစင်ရဲ့ကိုတွန်းလှန်မှုဆိုရင်လည်းအမြင်အာရုံချိုတက်မှုတွေကြောင့်လဝိတ်လောက ါကနေစောစောစီစီအနောင်ယူခဲ့ရတာကြောင့်မ ချောလွင်မိုးဆိုတာကလည်းဒီစနစ်အားကောင်းကောင်းနဲ့ရှင်ပြိုင်တိုက်ခိုက်လေးရှိတဲ့လူငယ်ဖိုက်တာတယောက်ဖြစ်တာကြောင့်ပြည်ရင်းမာယောပြပမမနာမည်ကျော်ကြားပါရယ်ဒါပေမဲ့ချောလွင်မိုးကိုစောစောစီစီလဝိဂျိုဝိုင်းကိုကြောခိုင်းဆွတ်ခွာစေတဲ့ကိစ္စတခုဖြစ်လာခဲ့ရပါရယ်တခြားတော့မဟုတ်ပါဘူးပွဲရီတောင်ရှောင်းထိုးလာတာကြတဲ့အခါမှာချောလွင်မိုးရဲ့မျက်စိမှာအမြင်အာရုံတွေပြဿနာရှိလာခဲ့တာပါဆရာဝန်တွေကပွဲဆက်မထိုးဖို့နဲ့ဆက်ထိုးရင်မျက်စိကွယ်သွားနိုင်တယ်လို့အကြံပြုခဲ့တယ်လို့သူပါဝင်ရှင်ပြိုင်နေတဲ့ပရိုမိုးရှင်းကလည်းဆရာဝန်ရဲ့စေစာကြောင့်ချောလွင်မိုးကိုပွဲရီပေးမပြိုင်တော့ပါဘူး ။ဒါကြောင့်တန်းဆိုင်ဟာလည်းအခုဖြစ်သူထွန်းလွင်မှုလို့ဖြစ်လာမလားဆိုပြီးပြည်သူတွေကစိတ်ပူကြကြတာဖြစ်ပါတယ်။အခုတော့ထွန်းလွင်မှုကိုယ်တိုင်ကတန်းဆိုင်ရဲ့မျက်လုံးချိနေနဲ့ပတ်သက်ပြီးစိတ်ပူနေကြတဲ့ပြည်သူတွေကိုအတိပေးလာခဲ့ပြီးဖြစ်ပါတယ်။ထွန်းလွင်မှုက အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အလီလာပိုင်း၁၈ရက်နေ့မှာပြတ်သွားတဲ့ပွဲလေးကြောင့်ကိုပြောပြချင်တာပါနောက်ပြီးညီလေးရဲ့ကျမ်းမာရေးကိုစိုးရိမ်နေတဲ့ပရိသတ်ကြီးကိုပြောချင်တာပေါ့နော်ညီလေးကပွဲပြတ်သွားတယ်ဆိုတာကညီလေးရဲ့မျိုးလုံးထဲမှာ sport ဆိုတဲ့အဆက်ကလေးမျိုးလုံးမှာအဆက်တွေ့တော့ဝမ်းကဆရာမနေကထုတ်ခွင့်မပြုဘူးအဲ့တော့ကျွန်တော်တို့ပွဲပြတ်သွားတယ်အခုဟာကညီလေးကျမ်းမာရေးကိုစိုးရိမ်နေတဲ့ပရိသတ်တွေကိုပြောချင်တာပေါ့ညီလေးမှဖြစ်နေတဲ့ sport ဆိုတဲ့အဆက်ကတာမန်လူဒါမှမဟုတ်လက်ဝဲမဟုတ်တဲ့အခြားအကစားနီးမှဆိုရင်ဘာမှကူတာမှုမလိုပဲရှင်ပြိုင်လို့ရပါတယ်ညီလေးကတိုက်ခိုက်ရေးအကစား ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့မျက်လုံးကိုကုသမှုခံယူခိုင်းတာပေါ့နော်တချို့မီဒီယာတွေ page တွေမှာပြောသလိုအရန်စိုးရင်ရတယ်လို့၆လတစ်နှစ်လောက်နားရမယ်ဆိုတာကမဟုတ်ပါဘူးအခုညီလေးအတွက်လိုအပ်တဲ့ကုသမှုတွေခံယူပြီးပြီးကုသမှုခံယူပြီးရတော့တပတ်နေပြီးရင်အပေါ်စားထွေနေနေပြန်လို့ရပြီဒါပေမဲ့ဆင်းမတန်တွေရတလားတတီတော့ပြိုင်ပွဲတွေကိုမဝင်ရဘူးပေါ့နော်တလားပြည့်ရင်တော့ပြိုင်ပွဲတွေစောလို့ရပါပြီဆိုပြီးအတိပေးလာခဲ့တာဖြစ်ပါတယ် န်းစင်ကိုရိုင်းကလည်းအကောင်းဆုံးပုံစံနဲ့ပြလာခဲ့မယ်ဆိုပြီးထက်လောင်းပြောကြားသွားခဲ့သေးတာဖြစ်ပါရယ်ဒါဟာတန်းစင်တွေရောသူ့ကိုအားပေးနေတဲ့ပရိသတ်တွေတပဝမ်းသာရမယ်စကားဖြစ်ပါရယ်ဆက်ဆက်ပြီးတွေးကြည့်ရမယ်ဆိုရင်တန်းစင်ဟောစေတနာကောင်းလို့ကံကောင်းခဲ့တယ်လို့ပြောမှာဖြစ်ပါရယ်မြတ်စွာဘုရားရှင်ဟောထားတဲ့တရားတည်တနာတွေမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာမှပါရှိပါရယ်လူတစ်ယောက်ကစိတ်ကောင်းစေတနာကောင်းရှိသရွေအဲ့ဒီအကျိုးကျေးဇူးကိုပြန်လည်ခံစားရမှာဖြစ်ပြီးတန်းစင်ဟာလည်းသူ့ရဲ့စိတ်စေတနာတွေကြောင့်ဒီအကျိုးကိုခံစားရတာဖြစ်ပါရယ်တန်းစင်ကဖဲဆူ ကွန်ဘင်းနဲ့မထိုးခင်တုန်းကမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးအတွက်သူတက်နိုင်တဲ့ဘက်ကနေကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ဘတ်စကွန်ဘင်းနဲ့ထိုးဖို့ရပိုင်းမင်းလိုရတဲ့အချိန်မှာငလင်တန်တဲ့ဒေတာတွေကိုကိုတိုင်တောင်းကြတွားရောက်ပြီးကူညီခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရေပေတုန်းကလည်းကိုဖြစ်သူထွန်းလွင်မိုးနဲ့တူကူညီခဲ့သေးတာဖြစ်ပါတယ်။ဒါရီရဲ့ကြိုးကျေးစုကိုတက်စင်တရားဒီဘဝမှာပဲချက်ချင်းခံစားလိုက်ရတယ်လို့ပဲသုံးသပ်ချင်ပါတယ်။တက်စင်တရားအမြန်ဆုံးကျုံးဝိုင်းဖို့ကိုပြန်လည်ရောက်ရှိပြီးရလတ်ကောင်းတွေရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်။ view လေးကတော့ဒီလောက် ့ပါပဲ။နောက်နေ့တွေမှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီး video လေးကို share ပေးဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။